ဒီနေ့ထူးခြားတဲ့သတင်းလေးပြောပြချင်တယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအစ္စရေးအီရန်စစ်ပွဲနဲ့ပတ်သက်ပြီးတော့နှစ်ပတ်ကြာမှအဖြေတစ်ခုပေးမယ်လို့သတင်းထွက်ပေါ်လာ။အဲ့ဒီသတင်းကဘာလဲဆိုတော့အီရန်နိုင်ငံကိုတိုက်တဲ့ထဲမှာအစ္စရေးနိုင်ငံဘက်ကနေပြီးတော့အမေရိကန်နိုင်ငံပါဝင်ခြင်းရှိမရှိဆိုတဲ့အဖြစ်ကိုသိချင်ရင်နှစ်ပတ်ကြာရင်ပြောမယ်လို့သူကပြောထားတယ်။အဲ့ဒီကြာရင်ငါတို့တွေလည်းပါဝင်ခြင်းနဲ့ပါဝင်လာနိုင်တယ်။မပါဝင်ခြင်းနဲ့မပါဝင်နိုင်ဘူး။ဒါပေမဲ့အဲ့ဒီ ီးခဲ့တဲ့ရက်ပိုင်းကတိုက်ခဲ့တဲ့ကိစ္စတွေမှာလေအမေရိကန်ပါတယ်မပါဘူးဆိုတော့နှစ်ပတ်ကြာရင်သူတို့ပြောမယ်လို့ပြောလိုက်တယ်။အဲ့ဒီလိုနှစ်ပတ်တောင်အချိန်ယူလိုက်တဲ့ကိစ္စဟာလေဘာကြောင့်လဲ။ဘာကြောင့်ဖြစ်တာလဲ။အဲ့ဒါကိုသိချင်ဖို့အတွက်စဉ်းစားကြည့်တဲ့အခါမှာဒီနေ့တောက်ကြနေမှာဂျနီဘာမြို့မှာပြည်တယ်နိုင်ငံသားကြီးဝင်ကြီးပြီးတော့ပြည်သစ်နိုင်ငံသားကြီးဝင်ကြီးပြီးတော့ဂျာမနီနိုင်ငံသားကြီးဝင်ကြီးတို့စုပြီးတော့အစည်းအဝေးလုပ်တယ်။အဲ့ဒီအစည်းအဝေးဘက်ကိုအီရန်နိုင်ငံရဲ့နိုင်ငံသားကြီးဝင်ကြီးဖြစ်တဲ့အပတ်အာကာချီကို ဖိတ်ခေါ်ထားတယ်။အဲ့ဒီအဘက်အာဂါချီကဒီဆွေးနွေးပွဲကိုရောက်ရှိလာပြီးတော့အစ္စရေအီရန်အစီအစ္စရေအီရန်စစ်ပွဲနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှုတွေပြုလုပ်ဖို့ရှိအကယ်လို့လားအဲ့ဆွေးနွေးမှုပွဲမှာအဆင်ပြေသွားရင်ဒီစစ်ပွဲဟာလေအေးအေးချမ်းချမ်းနဲ့ရပ်ဆိုင်းသွားစရာရှိဒါကြောင့်မလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအရင်ကအစောပိုင်းကပြုတ်ပြောခဲ့တဲ့စကားရှိပြီးခဲ့တဲ့တည့်ခါကဘာပြောခဲ့လဲဆိုတော့အီရန်နိုင်ငံကိုမင်းတို့လက်နက်ချတော့လို့ပြောလိုက်တဲ့စကားရှိမင်းတို့လက်နက်ချသိမ်းပြီလို့ပြောလိုက်တဲ့စကားရှိ ဲ့လိုလက်နဲ့ချလို့ပြောတာတဲ့စကားဟာမင်းတို့ငါတို့ချတော့မယ်တိုက်တော့မယ်ဆိုတဲ့သဘောမျိုးစိတ်ခေါ်လိုက်တဲ့သဘောမျိုးပဲဖြစ်တယ်ဒါပေမဲ့ဒီနေ့မနေ့ပိုင်းပါကြားသိရတဲ့သတင်းအရဆိုရင် तू နှစ်ပတ်လောက်အချိန်ယူလိုက်မယ်စောင့်ကြည့်မယ်ဆိုတဲ့သဘောမျိုးတက်ရောက်သွားတယ်ဆိုတော့ချက်ချင်းဝေတိုက်တော့မယ်သဘောမျိုးမရှိသေးဘူးဒီဆွေးနွေးပွဲကိုစောင့်ကြည့်နေတဲ့သဘောမျိုးရှိတယ်လို့ခံမှန်းလို့ရတယ်ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကစောစောပိုင်းတည်းကအစ္စရေးတောင်ပိုင်းကိုအီရန်နိုင်ငံက ုံးကြီးနဲ့ပစ်လိုက်တယ်ဒုံးကြီးနဲ့ပစ်လိုက်တဲ့အတွက်ကြောင့် Microsoft ရုံးခန်းနေရာမှာမီးလောင်မှုကြီးဖြစ်သွားပြီးတော့ Israel ပြည်သူ၅ဦးဒဏ်ရာရရှိသွားတယ်လို့ Israel ဘက်ကထုတ်ပြန်ထားတာတော့သတင်းရရှိတယ်အီရန်နိုင်ငံဘက်ကတော့ဗနဲ့ရောက်သေးပြီးဗနဲ့ရောက်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကအခုတည်းကထွက်ပေါ်လာခြင်းဘာမှမရှိဘူး။သတင်းအလုံးကအမှောင်ချပြီးပိတ်ထားတယ်။အင်တာနက်လိုင်းတွေလည်းအကုန်ဖြတ်တော့ထားတယ်။ဆိုတော့ကဘာကဘယ်သူမှသတင်းထုတ်ပြန်သတင်း လုံးဝသိရှိမှုမရှိခဲ့ရအောင်အီရန်အီရန်နိုင်ငံရဲ့ပတ်သက်တဲ့သတင်းတွေမသိရပေမဲ့အစ္စရေးနိုင်ငံရဲ့ပတ်သက်တဲ့ထိခိုက်မှုတွေဒဏ်ရာရမှုတွေပြစ်ခတ်ပြစ်ခတ်ခံရတဲ့ကိစ္စတွေကိုတော့အစ္စရေးနိုင်ငံကတရားဝင်ထုတ်ပေါ်ပြသခဲ့တာရှိပြီးတော့အီရန်နိုင်ငံရဲ့ခေါင်းဆောင်ကြီးဖြစ်တဲ့ဒီဘာသာရေးခေါင်းဆောင်ကြီးကခါမနီယသူကဘာပြောခဲ့လဲဆိုတော့ဒီအရှိအလေပိုင်းဒေသတွေမှာရှိတဲ့အမေရိကန်စစ်စခန်းတွေကို သူတို့ပြန်လဲတိုက်ခိုက်မယ်လို့စောစောရဲ့ပိုင်းကပြောကြားခဲ့တာလေရှိအဲ့လိုပြောကြားခဲ့တဲ့စကားရှိတဲ့အတွက်အမေရိကန်ကလည်းသူတို့ဒီစစ်ပွဲနဲ့ပတ်သက်ပြီးအလွန်စိုးရိမ်သွားတယ်ပြီးခဲ့တဲ့ရဲ့ပိုင်းကအမေရိကန်ဟိုသမ္မတဒေါ်နယ်ထရန့်ကကနေဒါနိုင်ငံမှာပြုလုပ်တဲ့ G7 အစည်းအဝေးကိုတက်ရောက်တက်ရောက်နေပြီးတော့အစည်းအဝေးမပြီးခင်စောပြီးတော့ညစာဆိုင်စားပြီးတော့ငါပြန်မဖြစ်တော့မယ်ငါတို့နိုင်ငံအတွက်အလွန်အရေးကြီးနေတယ်လို့ပြောပြီးသူချက်ချင်းပြန်သွားတယ် ဘာဖြစ်လို့အဲ့လိုပြန်သွားလဲဆိုတော့စောစောတော့ပြောသူအီရန်နိုင်ငံကသူတို့ဒီအမေရိကန်ရဲ့အရှိ11မှာရှိရဲ့စစ်စခန်းတွေကိုပြန်ပြီးခြေမုံးမယ်ဆိုတဲ့သဘောမျိုးပြောတဲ့တွေ့ရသူ့ဘက်ကလည်းလုံခြုံမှုအရာပြည်စစ်မှုတွေပြုလုပ်ရပြီးမဲလို့ဆိုတဲ့သဘောနဲ့ပြန်သွားလာပြီဖြစ်အမေရိကန်လည်းစောစောပိုင်းကတော်တော်လေးစိတ်ပူနောက်တစ်နေ့မှာလည်းချက်ချင်းပဲလုံခြုံရေးအစည်းအဝေးကိုအမေရိကန်မှာအင်ဗျူတော်မှာခေါ်ယူအစည်းအဝေးလုပ်ခဲ့တာလေအားလုံးကျွန်တော်လည်းတင်ပြပြီးပါပြီသိရှိပြီးလည်းဖြစ်မှာပါပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်း ဒီနှစ်ပတ်ကြာဆောင်ဆိုင်နေတဲ့ကိစ္စဟာဒီအခုဒီနေ့ပြုတ်လို့တဲ့ဆွေးနွေးပွဲရဲ့ရလဒ်ကိုသူစောင့်ကြည့်ခြင်းလို့လည်းဖြစ်နိုင်ပြီးရတဲ့ရပိုင်းကတောက်ကြနေရအစ္စရေးကလက်ဦးမှုအနေနဲ့ဒုံးကြီးတွေနဲ့ပြစ်လိုက်တယ်ဒုံးကြီးတွေနဲ့ပြစ်လိုက်ပြီးတော့အီရန်ရဲ့နျူကလ িয়ার အခြေစိုက်စခန်းအထိကအရေးကြီးတဲ့အခြေစိုက်စခန်းကြီးဒီအခြေစိုက်စခန်းကြီးဆိုရယ်မြေပေါ်မှာစောက်ထားတယ်မဟုတ်ဘူးမြေအောက်ထဲမှာဟိုးအောက်ထဲမှာနက်နက်ထဲမှာစောက်ထားပြီးတော့ဒီ ်ဘန်ကာကြီးဒီအထက်ထက်ကားထားပြီးအဆော့ထားတဲ့အဆော့အုံဖြစ်အဲ့ဒီအဆော့အုံကြီးကိုထိုးပေါက်ပြီးတော့အထက်ရောက်မှာပေါက်ကွဲသွားတဲ့စနစ်ဆိုတော့ဒီစနစ်ကအစ္စရေးရဲ့လက်ချက်တော့မဟုတ်ဘူးအမေရိကန်ရဲ့ထောက်ပံ့ထားတဲ့လက်နက်ပဲဖြစ်မယ်ဆိုတော့သူတို့ကတွေ့ကြတယ်ဆိုတော့အဲ့ဒီလက်နက်ကြီးတွေနဲ့ပေါက်ကွဲလိုက်တဲ့အပြင်စစ်ကောင်းဆောင်ကြီးတွေအီရန်နိုင်ငံရဲ့ထိတ်တန်းကောင်းဆောင်ကြီးတွေလည်းတိတ်ဆုံးသွားတယ်ပြီးရတော့လေပြီးရတဲ့စောစောပိုင်းရေပိုင်းရတယ်အီရန်နိုင်ငံရဲ့ဒီမစ်ဆိုင်းဒုံးကြီးထုတ်လုပ်တဲ့ဒုံးကြီးထုတ်လို့ရေစခန်းတွေကိုအဓိကထားပြီးတော့ တိုက်နေရင်အစင်း60ကျော်လောက်နဲ့ဝင်တိုက်ခဲ့ဝင်တိုက်ခဲ့တယ်တိုက်ခဲ့ခဲ့တယ်လေအဲ့စခန်းကြီးလည်းပျက်စီးသွားခဲ့ရဆိုတော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ Israel ကာကွယ်ရေးတပ်ဖွဲ့ IDF ကလည်းတရားဝင်ထုတ်ပေါ်ပြောကြားထားတာလေရှိအရင်ကတမိုင်းကိုပြန်ကြည့်မယ်ဆိုရင်ဒီ Israel နဲ့ Iran ကတယောက်နဲ့တယောက်ဆက်ဆံရေးအလွန်ကောင်းမွန်ခဲ့ကြတယ်တောင်းလိုက်တော့မဟာမိတ်တို့ပဲဆက်ဆံမှုကောင်းမွန်ခဲ့ပြီဘာပြဿနာမှလည်းမဖြစ်ခဲ့ကြဘူးကုန်သွယ်မှုတွေမှာရောနိုင်ငံရေးမှာရောလူမှုရေးမှာရောအကုန်လုံးအဆင်ပြေခဲ့ကြတယ်ဒါပေမဲ့1989ခုနှစ်နောက်ပိုင်းမှာ သူတို့ဒီရှားဘီရင်ကိုအီရန်နိုင်ငံကရှားဘီရင်ကိုဖြုတ်ချလိုက်ပြီးတော့ရှီယာမွတ်စလင်အစိုးရတက်လာရှီယာမွတ်စလင်အစိုးရတက်လာပြီးတော့အဲ့ဒီရှီယာမွတ်စလင်ခေါင်းဆောင်ဖြစ်တဲ့အဲအယာတိုလာခိုမန်နီယပူးဆောင်ပြီးတော့ဒီနိုင်ငံကိုစတင်ပြုပြင်ပြောင်းလဲမှုတွေပြုတယ်ဖွဲ့စည်းပုံတွေပြင်တယ်ပြင်လိုက်ပြီးတော့တဲ့အခါမှာသူကဘာလုပ်လဲဆိုတော့ဒီသူတို့နိုင်ငံထဲမှာရှိတဲ့ရုပ်မြင်သံကြားဌာနတွေသတင်းစာတွေနောက်ပြီးတော့ဟောပြောပွဲတွေမှာ ဒီအမေရိကန်မုတ်ဒီယေဝါဒတွေအနောက်နိုင်ငံမုတ်ဒီယေဝါဒတွေနဲ့နောက် history မုတ်ဒီယေဝါဒတွေအဆက်မပြတ်ဝါဒဖြန့်ချီမှုတွေနိုင်ငံအတွင်းမှာလုပ်ဆိုတော့အမေရိကန်တွေဟာငါတို့နိုင်ငံပျက်စီးရပျက်စီးရငါတို့ဘာသာစကားပျက်စီးရဘာသာပျက်စီးရပျက်စီးရလုပ်နေတဲ့ဥရောပနိုင်ငံတွေနဲ့ဒီအနောက်အမေရိကန်နိုင်ငံတွေရဲ့အုပ်စုတွေဟာဖျက်ဆီးနေတယ်ပြီးတော့လေ history နိုင်ငံငါတို့ရဲ့ဒီပေါ့နော်အဲ့ရနိုင်ငံကြီးတွေမှာတက်တမဲ့ကျူးကျော်ပြီးဒီနေရာမှာဝင်ရောက်နေထိုင်ကြတယ်ပြီးတော့ငါတို့ပိုကြနေတဲ့ဗာမျိုးပေါ့ဗျာဒီလိုမျိုးဝါရက်ဖြတ်မှုပြီးပြုတ်လုတဲ့အတွက် အီရန်ပြည်သူတွေကလည်းအနောက်အုပ်စုနဲ့အစ္စရေးမုန်တိမှုတွေကအတော်ပဲပြန့်နှံ့နေခဲ့အရင်လုံးကအဆင်ပြေခဲ့ပြီမဲ့အခုတက်လာတဲ့ခေါင်းဆောင်တွေရှီအမ်မွတ်စလင်ခေါင်းဆောင်တွေကအစိုးရဖြစ်လာတဲ့အချိန်မှာဒီဝါဒဖြန့်မှုတွေဖြစ်ပေါ်လာတဲ့အတွက်ကြောင့်ဒီအစ္စရေးမုန်တိဝါဒတွေအီရန်နိုင်ငံထဲမှာတော်တော်လေးပြန့်နှံ့နေကြတယ်လို့သိရပြီးတော့အစ္စရေးကိုအမြဲတိုက်ခိုက်နေတဲ့ဒီလက်ဘရွန်ကဟစ်ဘိုလာသဘုံတွေပြီးတော့ ဒီပါလက်စတိုင်းမှာရှိတယ်ပေါ့နော်ဂါဇာကမ်းမြောင်ဒေသမှာရှိတယ်ဟာမတ်စ်တပုတ်တွေနဲ့ယီမင်မှာရှိတဲ့ဟူဒီတပုတ်တွေကိုဒီအီရန်နိုင်ငံကလက်နက်တွေဒုံးကျည်တွေငွေကြေးတွေလိုအပ်တဲ့အထောက်ပံ့တွေအကုန်တော်တော်များများကိုသူကိုယ်တိုင်နဲ့ဝေမတိုက်ထောက်ပံ့မှုတွေအများကြီးပေးခဲ့အဲ့ဒီလက်နက်တွေနဲ့ပဲအစ္စရေးကိုတော်တော်ပြီးတော့သူတို့လည်းတော်တော်တိုက်တိုက်တဲ့အကြောင်းအစ္စရေးကပြန်စင်းစားတယ်ငါတို့အတိအကလားတိုက်နေတာဒီလက်နက်တွေထုတ်ပေးနေတာဒီအီရန်နိုင်ငံကပဲဖြစ်တယ်အီရန်နိုင်ငံငါတို့ပြန်ချေမှုနိုင်တယ်မဒီပြဿနာအေးမှာဘာလို့ငါတို့မလုံခြုံဘူးဆိုတာသူတို့သိတယ် ဒီကြတဲ့အီရန်နိုင်ငံကလည်းနျူကလီးယားစမ်းသပ်မှုကပြုတ်လို့နျူကလီးယားစမ်းသပ်မှုကတော့သူကပထမပြောတာတော့အဲဒီလူတွေသုံးဖို့ပေါ့နော်အရက်ပဲအရက်ပဲဆိုင်ရစွိုင်းမှာသုံးဖို့ရက်ပဲဆိုင်ရစွိုင်းဆိုတာလက်စစ်မီတွေထွန်းမဲ့ဘာတွေထွန်းမဲ့တာပိုင်းတွေလဲမဲ့ဆိုတဲ့စနစ်မျိုးမှာသုံးဖို့အတွက်လို့ပြောပေမဲ့တကယ်တမ်းတတ်ဆင်မှုလုပ်နေတာဟာအခု60ရာခိုင်နှုန်းတော့အထိရောက်သွားပြီဖြစ်တယ်90ရာခိုင်နှုန်းဆိုရင်ဒါနျူကလီးယားဘုံ6လုံးလောက်အထိထုတ်လို့ရတယ်ရာခိုင်နှုန်းကတဖြည်းဖြည်းနီးလာပြီအဲ့ဒီအခါမှာ Israel ကလည်းပူပန်လာပြီ သူတို့ကညူကလီးယားအီရန်နိုင်ငံသားညူကလီးယားပိုင်သွားရင်အစ္စရေးဟာအနေရရှိလာဘလို့မှမလုပ်ကြတော့အစ္စရေးမှာလည်းညူကလီးယားဘုံတွေမရှိဘူးလားဆိုတော့ရှိဒါပေမဲ့အီရန်နိုင်ငံကသာလက်ဦးမှုရသွားအစ္စရေးနိုင်ငံမှာအရန်အနေရများတော့ဟိုတစ်ချိန်လုံးကဂျပန်နိုင်ငံဟီယိုရှိမာကိုချဲတဲ့ဘုံထက်အစာပေါင်းများစွာပြင်းထန်တဲ့ဘုံအမျိုးအစားတွေခုထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ဆိုတော့မျိုးကြီး2မျိုး3မျိုးလောက်ကိုပျောက်သွားနိုင်တဲ့သဘောမျိုးရှိအဲ့တော့အခုချိန်မှာလက်ဦးမှုရအောင်ဆိုပြီးတော့အစ္စရေးနိုင်ငံက စပြီးတော့အီရန်နိုင်ငံကိုဒီယူကရိယာစတ်တက်တဲ့နေရာတွေဗိုလ်ချုပ်ကြီးတွေယူကရိယာပညာရှင်တွေကိုစတင်တက်ခတ်ချေမှုန်းလိုက်တာပဲဖြစ်တယ်ဒါလိုက်ထောက်လာတဲ့ဟီဘိုလာတွေဟိုဟာတွေဟူတီတွေကိုမတိုက်တော့ဘဲနဲ့ဒါလိုက်အီရန်ကိုစိတ်ခေါ်ပြီးတက်ချလိုက်တာပဲဖြစ်တယ်ပြီးတော့အမေရိကန်နိုင်ငံသားကြီးဝန်ကြီးရူဘီယိုနဲ့ပြည်တယ်နိုင်ငံသားကြီးဝန်ကြီးတို့ကလည်းဘာပြောလဲဆိုတော့အီရန်နိုင်ငံကယူကရိယာလက်နက်ဘယ်တော့မှပိုက်ဆိုင်မှုမရစေရဘူးလို့သူတို့ကထုတ်ပေါ်ပြောကြခဲ့ အစ္စရေးနိုင်ငံကပြီးခဲ့တဲ့ရက်ပိုင်းကသူတို့စေးယုံအီရန်ကပြစ်လို့စေးယုံထိသွားတယ်စေးယုံပျက်စီးသွားတယ်လူ80တဦးဒဏ်ရာရရှိသွားတယ်အဲ့ဒီဒဏ်ရာရရှိသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လေကမ္ဘာမှာရှိတဲ့သတင်းတောက်တွေနိုင်ငံတကာသတင်းတောက်တွေအားလုံးကိုဝင်ရောက်ကြည့်ရှုခွင့်ဓာတ်ပုံရိုက်ခွင့်ဗီဒီယိုရိုက်ခွင့်ကိုဖွင့်ပြတယ်သတင်းအချက်အလက်တွေအကုန်ပေးတယ်သူတို့တော့ထိသွားပါတယ်သူတို့ရဲ့အရေးကြီးတဲ့စေးယုံကြီးကိုထိသွားစေးယုံကိုထိသွားပါတယ်ရောင်းနေကျူးလွန်တာပါဘာညာဆိုတော့ဗျာအဲ့လိုဖြတ် online ကနေမိမြန်းတာတွေကိုလည်းသူကဖြေပြီးတော့ဖြေချပြီးတယ် ဒီလိုတော့ဖြစ်သွားပြီဆိုပြဆိုတော့တကယ်တမ်းစစ်ဖြစ်ပြီဆိုရင်ဒီစေးယုံတို့ចောင်းလို့ဆိုတာမတိုက်ခတ်ရအောင်စေးယုံကိုစောင့်မယ်ဆိုရင်အပေါ်ကြည့်မယ်ဆိုရင်စေးယုံဆိုရင်စေးယုံကိုစောင့် H ပုံတယ်ဘောဟယ်လီကော်ပလာတို့လေမြန်တို့ကကြည့်အဆောင်ကိုစောင့် H ဒီလိုအင်္ဂလိပ်စကားလုံး H ပုံတယ်စောင့်အပေါ်ကြည့်လိုက် H ဆိုတဲ့စလုံးမပေါ်လိုက်ဒါ hospital စေးယုံဖြစ်တဲ့အတွက်မဖြစ်အောင်ចောင်းဆိုရင် E ပုံတယ်စောင့်လေအဆောင်အဆောင်အပေါ်ဟယ်လီကော်ပလာကကြည့်လေမြန်ဘောကဘုံကျဲတော့မှဆိုကြည့် e ပုံသဏ္ဍာန်ဖြစ်နေတယ် e စာလုံးပုံသဏ္ဍာန်ပေါ်နေရင်မပြည့်အောင်ဒါ education education နဲ့ကြောင်းပေါ့နော်ကြောင်းပညာရေးနဲ့ပတ်သက်တဲ့နေရာဆိုပြီးမပြည့်အောင်ဒါပေမဲ့အဲ့လိုကန့်သက်ချက်တွေရှိပြီမြဲအခုဆေးရုံကိုအီရန်နိုင်ငံကပြစ်လိုက်တယ်ပြစ်လိုက်တာကစစ်ရာဇဝမှုမြောက်တယ်အီရန်နိုင်ငံကလွန်နေဆိုတဲ့ပုံစံမျိုးဖြစ်အောင် Israel ကနိုင်ငံတကာသတင်းတောက်ကိုခေါ်ပြဒါပေမဲ့အီရန်နိုင်ငံကကြတော့သူကအကုန်လုံးသတင်းတွေအမှောင်ချထားတယ်သူတို့နိုင်ငံတွေကလည်းပြီးခဲ့တဲ့3ရက်လောက်ကသူတို့ဆေးရုံထိသွားတယ် Israel ကပြစ်လိုက်ဒါပေမဲ့ Israel ကပြစ်လိုက်ပြီမြဲအထောက်အထားတွေမပြနိုင်ရဘူး သူတို့ကအင်တာနက်လိုင်းတွေအကုန်ဖြတ်ထားတယ်ဘသူမှနိုင်ငံတူကိုဝေခွင့်မပေးဘူးဘာဖြစ်လို့အင်တာနက်လိုင်းတွေဖြတ်လဲဆိုတော့ဒီ Israel ရဲ့ထောက်လိုင်းရေးအဖွဲ့ Mossad ကဒီသူတို့နိုင်ငံအတွင်းမှာရှိတဲ့နေရာ location တွေကိုသိရှိသွားမှဆိုလို့အခုအချိန်မှာအင်တာနက်တွေကိုဖြတ်တော့ထားတယ်သူတို့ပြည်သူတွေကိုလည်းအင်တာနက်သုံးခွင့်မပေးတော့နိုင်ငံတွင်းကိုလည်းဘယ်သူမှဝေခွင့်မပေးတော့ဘူးသတင်းကြည့်ခွင့်လည်းမပေးတော့အဲ့ဒီခါကျတော့ကမ္ဘာကတည်တာကအီရန်ကကျူးလွန်နေတာပါဆေးရုံတွေပါဖျက်ဆီးနေပါလေဆိုတော့ပုံရိပ်မျိုးဖြစ် Israel က ဟိုနိုင်ငံရေးဗျူဟာကြကြအသုံးပြုလိုက်တယ်လို့ကျွန်တော်ကတော့သုံးသပ်မိပြီးတော့အမေရိကန်နိုင်ငံရဲ့ဝန်ကြီးရူဘီယိုကဘာပြောလဲဆိုတော့ပြီးခဲ့တဲ့စောစောပိုင်းကဒီအီရန်ခေါင်းဆောင်ကြီးကဘာပြောလဲဆိုတော့ဒီစောစောကကျွန်တော် ပြောပြတယ်လို့ပဲအမေရိကန်ရဲ့အခြေ11မှာရှိရဲ့အထူးစစ်စခန်းနေရာတွေအမေရိကန်ရဲ့စစ်စခန်းနေရာတွေပြန်တိုက်မယ်လို့သူကပြောခဲ့အဲ့ဒီလိုပြန်တိုက်မယ်လို့ပြောခဲ့တဲ့အတွက်ကြောင့်အမေရိကန်ကလည်း သူတို့ဘက်ကပြင်ဆင်မှုတွေပြုလုပ်လာခဲ့။အဲ့ဒါနဲ့ပတ်သက်ပြီးတော့အမေရိကန်နိုင်ငံကြီး Rubio ကဘာပြောလဲဆိုတော့အီရန်ကိုကျွန်တော်တို့ကတိုက်မှာတော့မဟုတ်ပါဘူးပြည့်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဥသားပေးဒေတာတွေကိုအမေရိကန်ဥသားပေးဒေတာတွေရှိတဲ့နေရာတွေကိုအမေရိကန်တပ်ဖွဲ့တွေကိုပေါ့နော်။သူတို့ကတော့ဒီအီရန်နိုင်ငံကတိုက်ခိုက်မယ်အန်ဒီရကနေကာကွယ်ရမယ်တာဝန်တော့သူတို့မှာရှိတယ်လို့ထုတ်ပေါ်ပြောကြခဲ့တာရှိ။အမေရိကန်နိုင်ငံဆိုတာကလည်းသူတို့နိုင်ငံကလူမျိုးတယောက်ချင်းကိုတန်ဖိုးထားတဲ့လူမျိုးတွေဖြစ်။သူတို့နိုင်ငံကလူမျိုးတယောက်ထိရင်တော့မှသူတို့က စီရေးရပြန်အေးအယူနိုင်တဲ့ပုံစံမျိုးတွေရှိအဲ့တော့ဒီလိုလားစစ်ခန်းတွေကိုသာအမေရိကန်စစ်ခန်းတွေကိုသာအီရန်နိုင်ငံကသွားတိုက်မယ်ဆိုရင်အရန်ပဲအန်နေရပါရှေ့မှာစစ်ပွဲကြီးတပွဲရှိပါလေရုရှားနဲ့ယူကရိန်းစစ်ပွဲရုရှားနဲ့ယူကရိန်းစစ်ပွဲမှာဆိုရင်ယူကရိန်းကနျူကလ িয়ার လက်နက်မရှိရုရှားကယူကလ িয়ার လက်နက်ရှိဒါပေမဲ့ရုရှားကိုလည်းအမေရိကန်ပြောလို့ရတယ်ယူကရိန်းကိုလည်းအမေရိကန်ပြောလို့ရတယ်ရုရှားကလည်းစောနာပြောတဲ့ယူနဲ့ယူကရိန်းနဲ့ချမယ်ဘာညာဆိုတာပါဇက်ကလာပြောတကယ်တမ်းတိုက်ဖို့အကဲခဲမလွယ်ပါဘူး ဖြစ်ဖို့မလွယ်ပါဘူးအခုဖြစ်နေတဲ့ Israel နဲ့ Iran စစ်ပွဲကသာအန်နေအလွန်များလာတာဒါကြောင့်မလို့အခုဒီနေ့ဆွေးနေတဲ့ဆွေးနွေးပွဲအောင်မြင်ပါစေလို့ပဲဆုတောင်းရမှာဖြစ်နေပါတယ်ကျွန်တော် channel လေးကိုကြိုက်ရင်တော့ subscribe လေးပြီးတော့နောက်ကြည့်လို့ရအောင်လူဒီခေါင်းလောင်းလေးပြီးထားကြအောင်ခင်ဗျာအားလုံးကျမ်းပါပြီရန်သူမျိုးငါးပါးအန်နေကကြိုးဝေးကြပါခင်ဗျာ